မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Great Fair မြန်မာစာကိုတင်ကြပေးမယ်ဒီချေမုံဖြစ်ပါတယ်ဒီချေကအခုသားတို့သမီးတို့ကိုတင်ခဲ့စာစခွန်၊ကွဲပြားခြားနာအတုံးများတင်ခဲ့စာကိုတင်ကြပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ဟာဒီတင်ခဲ့စာကိုတင်ကြရခြင်းကြောင့်ဂျာမာအလိုက် နေရာဒီသားအလိုက်ရှိခင်တုံးတဲ့အတုံးနှုံးတွေရေယခုခေတ်တုံးတဲ့အတုံးနှုံးတွေရေမတူညီကြဘူး၊ကွဲပြားခြားနားကြတယ်ဆိုတာကိုသိရှိလာမယ်။ ဝေါ်ဟာရအတုံးနှုံးတွေကျွေးဝါလာမယ်။တရုတ်သမီးတို့ရေဒီချေအခုပြောနေတုံးနေတဲ့အတုံးနှုံးတွေဟာနေရာဒေသလိုက်မတူညီပဲကွဲပြားခြားနာကြတယ်။ဒီချေတို့နိုင်ငံမှာတိုင်းသားလူမျိုးစုတွေအများကြီးရှိရယ်နော်။လူမျိုးတွေလိုက်အဖေအမေခေါ်တာတောင်တူညီကြလား။မတူညီကြဘူးနော်။တရုတ်သမီးတို့ရဲ့နေရာဒေသအလိုက်ကွဲပြားခြားနာအတုံးတွေကိုလေးလာထားမယ်ဆိုရင်တရုတ်သမီးတို့ကိုယ်တိုင်အဲ့ဒီနေရာဒေသကိုရောက်ရင်အဲ့ဒီလူတွေရဲ့ပြောစကားကိုနားလည်လိမ့်မယ်။ နားမလည်တာရှိရင်လည်းသိစားမှတ်ထားကြကြနော်ပေးထားတဲ့နမူနာရုပ်ပုံကိုကြည့်ပြီးအသုံးလုံးမတူတာတွေကိုစဉ်းစားကြည့်ကြရမယ်။ကြာမှာ light အသုံးလုံးမတူညီပုံတွေကိုစဉ်းစားကြည့်ပါဦး။ဒီချေပြပြပေးမယ်နော်။ကျွန်တော်၊ကျမ၊ခမ ्या ၊ရှင်၊သာ၊သမီး၊အဖိုး၊အဖွာ၊အကိုအမဦးလေးအတော်ဖေဖေမိမိဆိုပြီးတော့ကြာမှာအလိုက်အသုံးလုံးတွေမတူညီကြအောင်နော်။ အခုတစ်ခါမှာတော့ဒေတာလိုက်သုံးလုံးမတူညီတာတွေကိုပြောကြည့်ကြရအောင်ခရမ်းကျင်စည်းကိုမြန်မာပြည်အနှံ့များကခရမ်းကျင်စည်းလို့ခေါ်ကြပေမဲ့ ARV တိုင်းဒေတာကြီးမှာတော့မြေပုံစည်းလို့ခေါ်ကြရဲမုံလာဥနီကိုမြန်မာနိုင်ငံအောက်ပိုင်းကမုံနာဥနီလို့ခေါ်ကြပေမဲ့မြန်မာနိုင်ငံအထက်ပိုင်းမှာတော့ခါချက်ဥလို့ခေါ်ကြရဲဂေါ်ဘီတုတ်ကိုမြန်မာနိုင်ငံအောက်ပိုင်းမှာဂေါ်ဘီတုတ်လို့ခေါ်ပေမဲ့မြန်မာနိုင်ငံအလဲပိုင်းမှာတော့မုံလာထုတ်လို့ခေါ်ရဲဒီချေတို့ဖတ်စာမျက်နှာ49ကိုဆက်ကြည့်ကြရအောင် ရှင်သုံးနဲ့ခစ်သုံးမတူညီပုံတွေကိုပြောကြရမယ်။ရှေ့ခစ်မှာဆိုရင်စနုပ်ရောင်းရင်းတွေကို အမှတ်ရတယ်လို့ပြောတယ်။ယခုခစ်မှာဆိုရင်ကျွန်တော်တငယ်ချင်းတွေကိုတတိရတယ်လို့ပြောကြတယ်။အဲ့ဒီစာကြောင်းနှစ်ကြောင်းမှာဆိုရင်ယခုခစ်မှာတငယ်ချင်းကိုတငယ်ချင်းလို့သုံးကြပေမဲ့ရှေ့ခစ်ကတော့ရောင်းရင်းလို့သုံးကြတယ်။ယခုခစ်မှာတတိရတယ်လို့သုံးပေမဲ့ရှေ့ခစ်မှာဆိုရင်အမှတ်ရတယ်လို့ပြောကြတယ်။ ရှိခိကပစံကို အသည်ပြာလို့သုံးခဲ့ကြပြီမြေယခုခေတ်မှာတော့ပစံလို့သုံးကြတယ်ရှိခိကအကိုကိုအကိုရောလို့ခေါ်ကြပြီယခုခေတ်မှာတော့အကိုလို့ပဲခေါ်ကြတယ်ဒေသလိုက်သုံးလို့နေမှာဆိုရင်လေဒီချေရိုးကစက်ပြာကိုစက်ပြာလို့သုံးပြီမြေတချို့နေရာဒေသတွေမှာသဘုံလို့သုံးကြတယ်ဒီချေရိုးကမိပြက်ရင်မိပြက်တယ်လို့ပြောပြီမြေတချို့အရက်ဒေသတွေမှာမိသေးတယ်လို့ပြောကြတယ် ဒီခြေတို့ကအဘေးချောက်ကိုအဘေးချောက်လို့ပြောပေမဲ့တချို့အရက်ဒေသတွေမှာငနဲ့ချောက်လို့ပြောကြတယ်။ဒီခြေအခုတင် जा သွားတဲ့ကွဲပြားဇာနာအုံများကိုတော်တော်သမီးတို့နားလည်သွားကြပြီ။ဖန်ဆောင်ဆာမျက်နှာ49မှာရှိတဲ့စကားအုံလုံးမတူညီပုံတွေကိုစဉ်းစားပြီးနိုင်ကြလိမ့်မယ်လို့ဒီခြေမျှော်လင့်ပါတယ်။ဒီခြေတင် जा မှုကတော့ဒီလောက်ပါပဲ။ဒီခြေတို့နောက်စာတင်ချိန်မှာပြန်တွေ့ကြမယ်နော်။